ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်နိုင်ကဇွန်လ25ရက်နေ့ကစတင်ပြီးတော့ဘယ်လာရုစ်နိုင်ငံကိုထွက်ခွာသွားခဲ့ပြီးအဲ့ဒီထွက်ခွာတဲ့အချိန်ကသူ့ရဲ့မိမကျူကျူလကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံဘာရတိုက်ပြည်နယ်ကိုရောက်ရှိတဲ့အချိန်မှသာ မင်းအောင်လိုင်ကမိမချူချူလာနဲ့အတူလင်းစုံမရဖက်နှစ်ကိုယ်သူပွဲထွက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့ကနေဇွန်လ28ရက်နေ့အထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်ခဲ့ပြီးတော့ဘယ်လာရုစ်ခရီးစဉ်တက်လျှောက်လုံးမှာသူ့မိမချူချူလာကိုမမြင်တွေ့ရဘူးလို့ပြောပါတယ်။ဒါပေမဲ့ဇွန်လ28ရက်နေ့မှာရုရှားနိုင်ငံဘာရတိုက်ပြည်နယ်ကိုတွားရောက်တဲ့အချိန်မှာတော့သူ့မိမချူချူလာနဲ့အတူလေယာဉ်ပေါ်ကနေနှစ်ကိုယ်သူဆင်းလာပြီး ပွဲထွက်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကဘယ်လာရုစ်နိုင်ငံကိုသွားတဲ့အချိန်မှာမင်းအွန်လိုင်းနဲ့ကိုယ်စားလှယ်အဖွဲ့သားတွားရောက်ခဲ့ခြင်းဖြစ်နိုင်ပြီးတော့ဇနီးမပါသွားဘူးလို့ပြောပါတယ်။အစည်းအဝေးပြီးစီးတဲ့အချိန်မှသာဇနီးပြည်သူကျူကျူလအပါအဝင်ကိုယ်စားလှယ်အဖွဲ့နဲ့ဇနီးများကိုလေရင်နဲ့တီးတန့်ထပ်မံခေါ်ယူကာရုရှားကိုအတူတူသွားကြခြင်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုထားပါတယ်။စစ်ခွေးခေါင်းဆောင်လင်မယားနှစ်ယောက် ရုရှားကိုအတူတူသွားတာကမထူးဆန်းပါဘူးဒါပေမဲ့ဘယ်လာရုစ်ကိုတူတယောက်တည်းအရင်သွားပြီးမှဇနီးကိုနောက်ကနေလိုက်လာဖို့လေရင်နဲ့တစ်ခေါက်သွားပြန်ခေါ်လာတာကိုပြောချင်တာပါသူတို့အတွက် MAI Airbus A319 လေရင်ကိုမိသားစုပျက်စီးလို့လိုတလိုတုံးနေကြတာထူးထူးခြားခြားဆိုရင်2021ခုနှစ်ဇွန်လမှာရုရှားမော်စကိုမှာရွှေဒဂုံပုံစံပုံတူဇီဒီစိန်ဖူးတော်တင်အလှူပွဲအတွက်တီတကူဆရာတော်ကရေးစပ်ချအလှူပွဲလုပ်တယ်အဲ့ဒီတုန်းကတတ်ချုပ်တဲ့ဇနီးက ရုရှားကိုအရင်ရောက်တယ်ရေစက်ချအလူပဲတက်ဖို့အတွက်တက်ချုပ်သားနဲ့သမီးကို MAI Airbus A319 လေယာဉ်နဲ့နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်သွားပြီးတော့သွားပြန်ခေါ်ခိုင်းတယ်အဲ့ဒီတုန်းကလေယာဉ်ကအငှားပဲမဝေရသေးဘူးအခုလဲဘယ်လာရုစ်မှာတက်ချုပ်ရှိတုန်းကဇနီးမပါပါဘူးရုရှားရောက်မှဇနီးပါလာတယ်ဆိုတာကလေယာဉ်နဲ့သူ့မိန်းမကိုတစ်ခေါက်သွားပြန်ခေါ်ခိုင်းတာကိုပြောချင်တာပါလို့နေပြည်တော်တက်တွင်းသတင်းရင်းတွေကရှင်းပြထားပါတယ်အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအွန်လိုင်းနဲ့မိသားစုအသုံးပြုရန်အမေရိကန်နိုင်ငံ Aviation Capital Group ထံကနေပြီးတော့ငှားရမ်းထားတယ် Airbus အမျိုးအစား MAIA319115 MSN5193 လေးရင် XYELK ကိုနိုင်ငံတော် budget ထဲကနေပြီးတော့ American Dollar တန်း60နီးပါအသုံးပြုပြီးဝယ်ယူခဲ့တယ်လို့သိရပါတယ်အဲ့ဒီ MAI Airbus A319 လေးရင်နဲ့မင်းအောင်လိုက်ရဲ့ဇနီးနဲ့သားသမီးမိသားစုများကဈေးဝယ်ပြပခရီးစဉ်များတွားရောက်လေရှိပြီးတော့တွားရောက်တဲ့နိုင်ငံများဟာ စင်ကာပူနိုင်ငံနဲ့ကိုရီးယားနိုင်ငံတို့ပါဝင်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ